မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွင်မြို့အနီးမှာရှိတဲ့ဒါကာစာစစ်တွေကအရာရှိမိသားစုဝင်များနဲ့အောက်ခြေတပ်ဖွဲ့ဝင်များရဲ့မိသားစုများအားလုံးကိုလက်ဝဲတလုံးတော်ဓာတ်စီဒီရဲ့အနောက်က ကံတော်ကြီးတပ်ရင်းကိုပြောင်းရွှေ့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်နဲ့အရခတပ်တော် AA တို့ဟာမကြာခဏပြစ်ခတ်မှုများကြောင်းဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကစစ်တွေကအရာရှိမိသားစုဝင်များနဲ့အောက်ခြေတပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်များအားပို့ဆောင်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့တစ်ပတ်လောက်ကစစ်ကောင်စီစစ်တင်းပေါ်များအခြေဆိုင်ရာရွှေမင်းကန်စိတ်ကန်းနဲ့ချောင်းတွေမင်းကန်တပ်စခန်းကိုအရခတပ်တော် AA ကလက်နက်ကြီးများနဲ့ပြစ်ခတ်မှုကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တေဆုံးခဲ့တယ်လို့စစ်တွေသတင်းရင်းမြစ်ကပြောပါဗျ။ ်ပြီးခဲ့တဲ့တပတ်လောက်ကစပြီးတော့စီရင်လှုပ်ရှားမှုတွေရှိနေကြပါတယ်အေအေကလည်းစစ်ကောင်စီရဲ့တပ်စခန်းတွေကိုလှမ်းပြီးပြစ်ခတ်တာတွေရှိသလိုစစ်ခွေးတွေဘက်ကလည်းပြန်ပြစ်တာမျိုးတွေရှိပါတယ်ရက်တော်အတိအကျမမှတ်မိတော့ဘူးပြီးခဲ့တဲ့တပတ်လောက်ကပဲချောင်းတွေမင်းငံမှာရှိတယ်စစ်ကောင်စီရဲ့တပ်စခန်းကိုအေအေကလက်နက်ကြီးနဲ့လှမ်းပြစ်တော့စစ်ခွေးတွေတိုက်ဆုံမှုရှိတယ်လို့သိရတယ်စစ်ကောင်စီဘက်ကဘယ်နှယောက်ထိသွားလဲတော့မသိရသေးဘူးလို့ပြောပြထားပါတယ်စစ်တွေမျိုးရဲ့ရှေ့တန်းတရင်တပ်စခန်းများဖြစ်တယ်အမြင့်တွန်းကတပ်စခန်းများ ပါရလိတ်ကတပ်စခန်းများနဲ့ရေချမ်းပြင်ကတပ်စခန်းများကစစ်ကောင်စီရဲ့အရာရှိမိသားစုဝင်များနဲ့အောက်ခြေကရေးပါတဲ့တပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်များကိုကန်တော်ကြီးတိုက်ရင်ကိုရွှေ့ထားတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ထင်တဲ့ရှေ့တန်းမှာရှိနေကြတဲ့တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေအရာရှိမိသားစုတွေကိုဒီစစ်တွေမျိုးကနေထွက်ထွက်ချင်းတွေ့ရတဲ့ကန်တော်ကြီးတိုက်ရင်လို့ခေါ်တာပေါ့။တလုံးတော်ဇေဒီရဲ့နောက်ကတိုက်ရင်ကိုပြောင်းရွှေ့ထားပါတယ်။ အထက်ပိုင်းကဗိုလ်ချုပ်တွေဗိုလ်မှူးကြီးတွေနဲ့ဒါသစမှုတွေရဲ့မိသားစုဝင်တွေကတော့အရင်ကတည်းကရန်ကုန်လိုနေပြည်တော်လိုမြို့ကြီးတွေကိုလစ်သွားတာကြားပြီလို့ပြောပြထားပါဗျ။အမြင့်ကျွန်းတရားရဲ့စစ်တွေမျိုးပတ်အချမ်းကိုစစ်ကောင်စီကထိန်းချုပ်ထားပြီးတော့အမြင့်ကျွန်းတရားချောင်းတစ်ဖက်ကမ်းဖြစ်တဲ့ပုံနာကျွန်းဘက်ကိုသွားရဘက်အချမ်းကိုအရခတက်တော်အေအေကထိန်းချုပ်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ကလရန်မြို့ဝဘက်မှာဆိုရင်ချောင်းဝယ်မင်းကန်ချေးရွာချောင်းရဲ့ရွှေမင်းကန်စိတ်ကန်းရှိရာဘက်ကိုစစ်ကောင်စီကထိန်းချုပ်ထားပြီးတော့ချောင်းဝယ်မင်းကန်ချောင်းရဲ့တစ်ဖက်ကမ်း ခမောင်းတော်ကင်းမော်ဝါဘိုစတဲ့ကျေးရွာများဘက်ကိုအာရခတက်တော်အေအေကထိမ့်ချုပ်ထားတယ်လို့သိရပါဗျ။ရွှေမင်းကစိတ်ကံဂန်းတော်ကျောင်းရွာဒါကစဌာနချုပ်အမြင့်ကျော်ပါတလေရေချမ်းပြန်စတဲ့ရှေးတန်းဆက်မြန်နာပြည်နေမှာအာရခတက်တော်အေအေနဲ့မကြာခဏအပြန်လန်ပြစ်ခတ်မှုများတဲ့စီရဲအခြေအနေတွေတင်းမာနေတယ်လို့သိရပါဗျ။စီရဲတရင်မြင့်များရဲ့ပြောဆိုချက်အရအဲ့ဒီစစ်ကောင်စီရဲ့တပ်စခန်းများနဲ့အရခတက်တော် AA တို့ဟာမိုင်အားဖြင့်၃မိုင်အကွာဝေးတာရှိတယ်လို့သိရပါဗျ။ဇူလိုင်လ23ရက်နေ့ည7:00နာရီကျော်အချိန်မှာ စစ်တွေမျိုးဆက်ရိုးကြတရားအောင်မှာရှိတယ်စစ်ကောင်စီရဲ့တပ်စခန်းကလက်နက်ကြီးများတနက်ပစ်ခတ်မှုများရှိခဲ့ရာမြို့ထဲမှာရှိတဲ့ဒေသခံပြည်သူများဟာကြောက်လန့်နေရကြောင်းနဲ့တိုက်ပွဲကမြို့ထဲအထိကိုရောက်ရှိလာပြီလို့တောင်ထင်အောင်ထင်မှားဖြစ်ခဲ့တယ်လို့ပြောပြထားပါတယ်စစ်ကောင်စီရဲ့ပစ်ခတ်မှုများဟာဝါဘူကြီးရဘက်ကိုပစ်ခတ်မှုများဖြစ်တယ်လို့စစ်တွေသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့ ဆယ်မြောင်းယုံအနီးမုံရွာမန္တလေးလမ်းမကြီးပေါ်ကိုကင်းမုံဝေရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုတိုက်ခတ်ရာစစ်ခွေး၄កောင်တိတ်ဆုံးပြီးတော့လက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ23ရက်နေ့မနက်9:00ခွဲခန့်အချိန်မှာချောင်းမြို့ဆယ်မြောင်းယုံအနီးမုံရွာမန္တလေးလမ်းမကြီးပေါ်ကိုစိုင်းကဲနှစ်စီးနဲ့ကင်းမုံဝေရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေး၄កောင်ကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာစစ်ခွေး၄កောင်တိတ်ဆုံးပြီးတော့စိုင်းကဲနှစ်စီး MA3 တနက်တလ MA11 ်3လက်လက်ပြပုံ3လုံးဖုန်းနှလုံး 5.56G အတောင်400တို့ကိုတင်စီရမိခဲ့ပြီးတော့ဒေါ်လာရဲ့ဘော်ဒီကတော့အထိကိမရှိဘဲနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးအင်အားကတော့၄កောင်သေးပါ။စစ်ခွေး၄កောင်ကတော့နေရာမှာတင်တိုင်းပြီးရှော့သွားတယ်လို့ချောင်းဥပကဖမြို့နယ်ရဲ့သတင်းတာဝန်ခံကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုချောင်းဥမြို့နယ်ပကဖအမှတ်တဲ့တိုက်နယ်တိုက်ခိုက်ရေးတပ်စိတ်နဲ့ Braveheart Army BHA Local PDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်နယ်စပ်မြို့မှာဇွန်လ24ရက်နေ့ညနေ3:00နာရီကျော်ကအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ဟာဟူမွန်ရက်ကွက် PT လက်ဖက်ဆိုင်ရှိလမ်းမပေါ်မှာအချင်းချင်းအပြန်လန်ပြစ်ခတ်မှုဖြစ်ပွားပြီးတော့အမျိုးသမီးနှစ်ယောက်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကားတွေကအောက်ဘက်မြို့တွေကနေတက်လာတာအမျိုးသမီးနှစ်ယောက်လည်းပစ္စတိုတနက်ပါတယ်အမျိုးသားတယောက်ကကြီးကားတွေကိုဝစ်ထားတယ်တနက်လည်းပါတယ်အပြန်လန်ပြစ်ကြတာလို့ဒေသခံတယောက်ကရှင်းပြထားပါဗျ။ အမျိုးသမီးနှစ်ယောက်မောင်းနေလာတဲ့ကားကိုဆက်သွားလို့မရအောင်ကားကိုကန့်လန့်ထားလိုက်ပြီးတော့ပထမတော့ကားပေါ်ကနေလှမ်းပစ်ကြတာလို့သူကပြောပါတယ်ကိုဝင်းဆောင်အမျိုးသမီးကတော့ကားမောင်းပေးတယ်ကြီးကပါတဲ့အမျိုးသားရဲ့ကားကိုလှမ်းပစ်တာမပေါ့ဘူးအဲ့ဒါကားပေါ်ကအမျိုးသားကဆင်းပြီးတော့အဲ့ဒီအမျိုးသမီးနှစ်ယောက်စလုံးကိုပြစ်တတ်သွားတာလို့သူကပြောပါတယ်ကိုဝင်းဆောင်အမျိုးသမီးကကားပေါ်ကနေတကားကိုဖွင့်ပြီးအစင်းမှာပြစ်တက်ခံရပြီးတဲ့နောက်မင်းနဲ့အနေငယ်အကြာတရုတ်တထေးတွေနဲ့နမ်ခမ်းပြည်သူစစ်ဝစ်စုံတဲ့လူတွေရောက်လာပြီးတော့အလောင်းလာတဲ့သွားတယ်လို့ဆိုပါတယ် စီဝါရေးလောက်ကြတာဝေစားမြစားမတဲ့လို့အချင်းချင်းပြတ်တက်ကြတာပဲဖြစ်မှာပါလို့နောက်ထပ်ဒေသခံတဦးကပြောပြထားပါတယ်အမျိုးသမီးနှစ်ယောက်ကိုပြတ်တက်ခဲ့တဲ့အယော့ဝင်းနဲ့ជីကဝတ်ထားတဲ့အမျိုးသားကပြစ်ခတ်မှုဖြစ်တဲ့ရှေ့ကရုံးဝင်းထဲကိုဝင်သွားတယ်လို့ဆိုပါတယ်မူဆယ်မှာတော့စီဝါရေးသမားအချင်းချင်းတွေအခုလိုမျိုးမကြာခဏပြစ်ခတ်မှုတွေဖြစ်ပွားလေရှိတယ်လို့ဒေသခံတွေစီကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်နဲ့ဆက်နွယ်နေတဲ့ခရိုနီစီဝါရေးသမားလက်နက်ပွဲစားတွေဖြစ်တဲ့ဂျွန်နတန်မျိုးကျော်တောင်းအွန်လိုင်းဦးစစ်တိုင်းအောင်နဲ့တစ်လက်မင်းတို့ကိုအမေရိကန်ကစီဝါရေးပိတ်ဆို့ထားတာကနေဖယ်ရှားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ပြည်ထောင်စုဗန်ဒါရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ KT Service and Logistics Company ပိုင်ရှင်ဂျွန်နတန်မျိုးကျော်တောင်း MTM Group Company ပိုင်ရှင် Online U Santec Technologies Company ပိုင်ရှင်စစ်တိုင်းအောင်တဲ့တက်လက်မင်းတို့ကိုစီးပွားရေးပိတ်ဆို့ထားတာကနေဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်းသိရပါဗျ။ ဒေါ်တင်လက်မင်းဟာရွှေပြိုင်းဖြူကော်မတီပိုင်ရှင်တိန်ဝင်းစော်ရဲ့ဇနီးဖြစ်ပြီးတော့စီကောင်စီနဲ့နှီးဆက်တဲ့ Crony 73စီလုပ်ငန်းရှင်နဲ့ဆက်သွယ်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေသူဖြစ်တယ်လို့သိရပါဗျ။ဂျိုနသန်မျိုးကျော်တောင်စစ်တိုင်းအောင်တို့ကိုတမရဘိုင်ဒင်အစိုးရလက်ထက်2022ခုနှစ်မှာစီးပွားရေးပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပြီးစစ်တပ်ရဲ့လက်နက်ပစ္စည်းများဝယ်ယူပေးမှုများမှာပါဝင်ပတ်သက်မှုနဲ့အရေးယူခြင်းဖြစ်တယ်လို့သိရပါဗျ။ တင့်လန်မင်းကိုတော့2024ခုနှစ်မှာအရေးယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ American ရဲ့ဗန်ဒါရေးဝန်ကြီးဌာနကစီးပွားရေးပိတ်ဆို့မှုဖယ်ရှားခြင်းကိုဒုစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့ပြောပါတယ်။အဲ့ဒီစီးပွားရေးပိတ်ဆို့မှုကနေဖယ်ရှားခြင်းဟာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကသမ္မတထရန့်ထန်ကိုမြောက်ပင့်ရေးသားထားတဲ့စာကိုရေးသားပေးဖို့အပြီးနှစ်ပတ်အတွင်းမှာဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအွန်လိုင်းက၎င်းရဲ့စာမှာစီးပွားရေးပိတ်ဆို့မှုများကိုဖယ်ရှားပေးရန်တောင်းဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖန်ထောင်မှာထောင်ဝင်သားများရဲ့ညှဉ်းပန်းနှိပ်စက်ရိုက်နှက်မှုကြောင့်နိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်ဆိုးတေဆုံသွားပြီးတော့စေကောင်စီက၎င်းရဲ့တေဆုံမှုကိုနှလုံးရောဂါကြောင့်တေဆုံခြင်းဖြစ်တယ်ဆိုပြီးလိန်လေပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖန်အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်ဆိုးကိုဖန်ထောင်ဝင်သားအယောက်30လောက်ကဝိုင်းဝန်းရိုက်နှက်ကြတဲ့အတွက်ကြာဆုံးခဲ့ရတယ်လို့သိရပါတယ်ဒါပေမဲ့ ်စစ်ခွေးတက်ကနှလုံးရောဂါကြောင့်တေဆုံးခဲ့ရတယ်ဆိုပြီးလိမ့်လေထွက်ဆိုနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဗဟိုအလုံးမှုဆောင်ကော်မတီဝင်ကိုတိုက်ထုံးဦးကပြောပြလာပါတယ်ဇွန်လ22ရက်နေ့ကနိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်စိုးကိုထောင်ဝန်ထမ်းများကတန်းပိတ်ချိန်အကျဉ်းသားအချင်းချင်းစကားများရန်ဖြစ်မှုမှာပါဝင်နေဆိုပြီးတော့ဆွဆွဲပြီးပြေပကိုခေါ်ထုတ်ရိုက်နှက်ခဲ့တယ်လို့သိရပါဗျ။ရိုက်နှက်ခံရတဲ့ဒဏ်ရာများကြောင့်ကိုအောင်နိုင်စိုးတေဆုံးသွားခဲ့တယ်လို့သိရပါဗျ။ ်အခုလိုမျိုးနိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်စိုးကိုတပ်ဖြတ်ရမှာပါဝင်ကျူးလွန်သူထောင်ဝန်ထမ်းများထဲမှာလက်ထောက်ကြီးကြပ်ရေးမှူးကြီခိုင်လက်ထောက်ကြီးကြပ်ရေးမှူးတွင်ထူးဒုတိယတက်ချက်စိုးသူရာသိန်းတက်သားကိုကိုဖြိုးတက်သားချစ်ဦးစောတက်ချက်ကြီးဝင်းအောင်တို့ပါဝင်တယ်လို့သိရပါတယ်ဒီကျူးလွန်မှုဟာရည်ရွယ်ချက်ရှိရှိကိုလူတက်မှုကိုဝိုင်းဝန်းကျူးလွန်ကြရတာဖြစ်ပါတယ်ဒီကျူးလွန်မှုကြောင့်တေဆုံးသွားတဲ့လူကိုလည်းတက်ဖြတ်ခဲ့ရလို့တေဆုံးတယ်ဆိုတဲ့အတိတ်ပဲမရောက်ဘဲနဲ့ ယောဂါကြောင့်တည်ဆုံးတယ်ဆိုတာမျိုးဝိုင်းဝန်းပြီးတော့မှလိမ့်လေထွက်ဆိုကြတာကိုလည်းကျွန်တော်တို့သိရှိရပါတယ်။သူတို့ဘလောက်ပဲထောင်ထဲမှာလိမ့်လေထွက်ဆိုနေပါစေပြည်ပမှာရှိတဲ့တော်လိုင်းအင်အားစုတွေနဲ့သက်ဆိုင်ရာ ERO တွေအနေနဲ့မိမိတို့ရဲ့ data အတွင်းမှာဒီလိုမျိုးမှတ်ပုံတင်နံပါတ်ကင်ဆောင်ပြီးမှဖြတ်တန်းသွားလာတဲ့ဒီလိုစစ်ခွေးလက်အောက်ခံနေဒီနာမည်နဲ့သွားလာတဲ့လူတွေကိုလက်ရဖမ်းဆီးပြီးတော့မှနေနာသူအတွက်တရားမျှတမှုကိုပြန်လည်ဖော်ဆောင်ဖို့အတွက်သက်ဆိုင်ရာတရားရေးဌာနတွေကိုဖမ်းဆီးပို့ဆောင်တာမျိုးကျူးလွန်မှုအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့အတွက် ဝိုင်းဝန်းစ조사ပေးကြတာမျိုးပါဆောင်ရွက်ပေးဖို့တောင်းဆိုပါတယ်လို့ကိုတိုက်ထွန်းကပြောကြားထားပါတယ်နိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်စိုးခေါ်ကရင်လေးဟာပုံမှန်90ညပုံမှန်နဲ့ထောင်နဲ့ခွန်နဲ့ချမှတ်ခံရသူဖြစ်တယ်လို့သိရပါတယ်ဖန်ထောင်ကထောင်ဝင်နှမ်းများကအခုနှစ်ပိုင်းမှာနိုင်ငံရေးအကျဉ်းသားများကိုပုံမှုပြီးတော့ဖိနှိပ်လာတယ်လို့သိရပါတယ်တန်းစီတဲ့အချိန်မှာခေါင်းနဲ့နယ်လေးလှုပ်ရင်တော့မှချက်ချင်းခေါ်ယူပြီးတော့တောက်ခတ်တဲ့အထိလူအခွင့်ရေးတွေကိုချိုးဖောက်နေတယ်လို့သိရပါတယ်အခုလိုမျိုးနိုင်ငံရေးအကျဉ်းသားများကိုရိုက်နှက်တပ်ဖြတ်တဲ့အထိလှုပ်ဆောင်နေတဲ့ ပါဝင်ကျူးလွန်သူများကိုတတ်ဆိုင်ရာနယ်မြေအတွင်းမှာတာဝန်ယူမှုဆောင်ရွက်နေကြတဲ့တော်လိုင်းအင်အားစုများအနေနဲ့စီစစ်စစ်ဆေးဖမ်းဆီးကာတရားမျှတမှုရှိစေရေးအတွက်တပ်ဆိုင်ရာတရားရေးဌာနများစီကိုကူညီပို့ဆောင်ပေးကြပါရန် PPNM ကတောင်းဆိုထားပါတယ်။ကျွန်တော်တို့ဒီတိုင်းထုတ်ပြန်နေုံတော့ထောင်ရင်းတည်ဆုံမှုတွေရော့ကျနိုင်မှာမဟုတ်ဘူး။ဒါကြောင့်လက်တွေ့ကြတဲ့ဆောင်ရွက်မှုတွေပို့ပြီးတော့မှလှုပ်ဆောင်ပေးကြဖို့တပ်ဆိုင်ရာတာဝန်တွေအလိုက်ကျွန်တော်တို့နယ်မြေမှာလုံခြုံရေးလမ်းမိုင်းတွေဆောင်ရွက်တဲ့အခါမျိုးမှာ ကျူးလွန်သူတွေရဲ့အမည်စရင်းနဲ့မှတ်ပုံတင်အမှတ်တွေကိုတိုက်ဆက်ပေးဖို့ဒီလိုမျိုးနာမည်နဲ့မှတ်ပုံတင်နံပါတ်တွေလာရောက်ခဲ့သည်ရှိတော့ဖိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေဆောင်ရွက်နိုင်ဖို့ကိုလည်းတခါတည်းဆောင်ရွက်ပေးကြဖို့ကိုတိုက်တွန်းချင်ပါတယ်လို့ကိုတိုက်ထုံးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံရေးလောကမှာ NLD ပါတီဟာနာမည်ပြတ်သုံးသွားပြီဖြစ်ကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌဖာကောင်းခင်ရီကကျန်းဖို့ပါတီရဲ့စီယုံရေးဆိုင်ရာအစည်းအဝေးများလူလူတွဲဆောင်ပွဲများမှာတောက်လျှောက်ဆိုးသလိုကျွေးကြော်စီယုံလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကပြုတ်လုပ်မဲ့ရွေးကောက်ပွဲမှာကြမ်းဖို့ပါတီသားလျင်တနိုင်ငံလုံးအတိုင်းအတာနဲ့ရှင်းပြနိုင်တဲ့ တခုတည်းသောအင်အားကြီးနိုင်ငံရေးပါတီဖြစ်ပြီးကျန်းဖို့ပါတီသားလျင်အစိုးရဖြစ်ထိုက်ကြောင်းတချိန်က NLD ပါတီဆိုတာဟာယခုကမြန်မာနိုင်ငံရေးလောကကနေလုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီးတော့ပြည်သူများအနေနဲ့လည်းအစိုးရအဖြစ်နဲ့တာဝန်ယူမဲ့ကျန်းဖို့ပါတီကိုသားလျင်မဲပေးရွေးချယ်တဲ့အကြောင်းခင်ကြီးကလူလူတွဲဆောင်ပွဲများမှာဖာကောင်းခင်ကြီးကလူလူတွဲဆောင်ပွဲများမှာပြောဆိုစည်းရုံးနေတယ်လို့သိရပါဗါတယ်လက်ရှိမှာပြည်သူလူထုရဲ့ဒုက္ခကိုအမှန်တကယ်ကယ်တင်နိုင်တဲ့နိုင်ငံရေးပါတီဟာ ကျန်းဖို့ပါတီသားလျင်ဖြစ်ပြီးတော့ NLD ပါတီရဲ့နာမည်နဲ့ပုံရိပ်များဟာမြန်မာနိုင်ငံရေးလောကမှာလုံးဝမရှိတော့ဘဲပျောက်ကွယ်သွားပြီဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။အခုလိုပျောက်ကွယ်သွားခြင်းဟာလည်းဘယ်သူမှဖိအားပေးခြင်းမဟုတ်ပဲ NLD ပါတီခေါင်းဆောင်များရဲ့ own choice ပြင်ဖြစ်တယ်လို့ပြောပါတယ်။စစ်ကောင်စီကကျေးဇူးတင်စရာကောင်းလောက်အောင် NLD ပါတီပြန်လည်ပြီးတော့မှတ်ပုံတင်နိုင်ရေးအတွက်လမ်းဖွင့်ပေးခဲ့တော်လဲနိုင်ငံရေးပါတီအဖြစ်မှတ်ပုံမတင်ဘဲ အကြမ်းဖက်လက်နက်ကိုင်းလမ်းစဉ်ကိုရွေးချယ်သွားခြင်းဖြစ်တယ်လို့သခိုးအကြီးစားဖာကောင်းခင်ရီကပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံရေးလောကမှာ NLD ဆိုတာမရှိတော့ဘူးပြတ်သုံးသွားပြီဘယ်သူကမှလုံးလုံးမဟုတ်ဘူးသူ့လမ်းကြောင်းသူရွေးချယ်သွားတာပေါ့ own choice ပေါ့သူ့ကံကြမ္မာသူရွေးချယ်သွားတာအဲ့ဒါကြောင့်ပြည်သူတွေအနေနဲ့တကယ်ပဲတိုင်းပြည်ကိုပြုပြင်ပြောင်းလဲနိုင်အောင်လုပ်နိုင်မဲ့ပြည်ခိုင်ဖြိုးပါတီကိုသာရွေးချယ်တဲ့နယ်ဆိုတာမျိုး ဥက္ကဋ္ဌကလူလူတွဲဆောင်ဘွဲတွေမှာပြောဆိုစည်းရုံးနေတယ်လို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကပြောဆိုထားပါရယ်အလားတူပဲကျန်းဖို့ဥက္ကဋ္ဌဖာကောင်းခင်ကြီးကဇူလိုင်လ16ရက်နေ့ကမန္တလေးအခြေစိုက်သတင်းမီဒီယာများနဲ့တွဲဆောင်တဲ့အချိန်မှာလဲအထက်ပါသဘောထားကိုထပ်မံပြီးတော့ထင်ဟပီပြောဆိုခဲ့ပြန်တယ်လို့သိရပါရယ် NLD နာမည်နဲ့မြန်မာနိုင်ငံရေးလောကမှာမရှိတော့ပါဘူး NLD ပါတီကဥပဒေအရနာမည်ကပြတ်သွားပြီးစိတ်မကောင်းစရာပဲကျွန်တော်တို့ကြောင့်မဟုတ်ပါဘူးဘယ်သူကြောင့်မှလည်းမဟုတ်ဘူးသူ့ရဲ့ own choice ပဲလို့ကျန်းဖို့ပါတီရဲ့ ဥက္ကဋ္ဌတခိုးအကြီးစားကြံ့ဖို့ခင်ကြီးကပြောဆိုလိုက်ပါတယ်အချမ်းဖတ်စစ်ဘိုလ်ချုပ်ဟောင်းဦးဆောင်နေတဲ့ကြံ့ဖို့ပါတီကလက်တလောလူငယ်များရင်ဆိုင်နေရတဲ့စစ်မှုထမ်းစင့်ခေါ်မှုပြည်တနာများပေါ်တာဆွဲဖမ်းဆီးမှုများနဲ့လူငယ်များရဲ့အနာဂတ်ကိုပြန်လည်ဖော်ဆောင်ပေးနိုင်တဲ့ပါတီဟာကြံ့ဖို့ပါတီသာဖြစ်တယ်လို့ပြောဆိုထားပါတယ်နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုကြံ့ဖို့ပါတီသာလင်းလှုပ်ဆောင်ပေးနိုင်မယ်လို့ကြံ့ဖို့ဥက္ကဋ္ဌတခိုးအကြီးစားဖာကောင်းခင်ကြီးကထုတ်ပေါ်ပြီးတော့လူလူစီယုံရေးတွေကိုတောက်လျှောက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပြေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ